စ္စာနီရဲ့အိမ်မက်ထဲကအိမ်မက် Beauty Mass Magazine ဒီသမလာ2004အိမ်မက်ဆိုတဲ့ကောင်ကနည်းနည်းတော့ဦးကြောင်ကြောင်နိုင်နေဒီကောက်မျက်နှာကတိမ်တောင်တိမ်လေးတွေကြည့်နေရတယ်လို့ပဲကြည့်နေရင်လည်းကိုမျိုးမျိုးပြောင်းနေတယ်မင်းနဲ့ကစစ်တွေးရင်ကစားမယ်ငါရှုံးရင်ပိုလန်နိုင်ငံကိုပေးမယ်လို့ပြောတော့ကဟစ်တလာမျက်နှာနဲ့ခက်ဆင်းဆင်းဟော ကြည့်နေရင်လည်းချာလီချက်ပလင်ပုံပြောင်းသွားပြီငါတို့ကောက်တွေးလိုက်သလားလို့မေးတယ်ကျွန်တော်ကကျုပ်ဘာမှမသိဘူးလို့ပြောလိုက်တော့အဲ့ဒါလူဝီ16ရဲ့စကားကလို့ဟုတ်သေးတယ်သူပုံစံကမုတ်ဆိုးကြီးအလန်ကွာတာမင်းရဲ့ပုံစံဖြစ်နေပြန်ရောအလန်ကွာတာမင်းရုပ်ရှင်တွေထဲမှာတရုတ်ဆောင်တဲ့မင်းသားရစ်ချတ်ချိန်ပါလင်ရဲ့ပုံစံသူကငါပြတ်တက်ခဲ့တာချင်းသိ66កောင်ရှိပြီกว่าလို့ပြောတော့ကျွန်တော်က ချုပ်ရိုက်တဲ့ချင်းကောင်းကြီးလုံးမများသေးပါဘူးလို့ပြန်ပြောလိုက်ချင်းနေဟာချင်းသေးတွေထပ်ပိုးပြီးကုဆက်ယောဂဘိုးကိုတဲဆောက်လာနိုင်နေမဟုတ်လားအဲ့ဒါလို့လည်းပြောလိုက်ရောဒီကောင်းမျက်နှာကဂျွန်လင်းလွန် ဖြစ်သွားရောပြီးတော့ခဏချင်းပဲမဟာတမကန်နီဖြစ်လိုက်ဖရန်ကန်စတိန်ဖြစ်လိုက်ဒေးဗစ်ဘက်ကန်ဖြစ်လိုက်အန်ဒီဝါဟိုဖြစ်လိုက်ကုရိုဇာဝါဖြစ်လိုက်ဂျူလီယက်စီဇာဖြစ်လိုက်နဲ့အဲသူဝတ်ထားတဲ့ပေါင်းမီကိုတော့ကျွန်တော်ကောင်းကောင်းမှတ်မိတယ်ကျွန်တော်၁၆နှစ်သားလောက်အထဲတိုင်းတစ်ဆိုင်မှာတွေ့ပြီး ကျွန်တော်16နှစ်နဲ့သားလောက်အထက်ဆိုင်တဆိုင်မှာတွေ့ပြီးမဝယ်နိုင်လို့မဝစ်လိုက်ရတဲ့နှက်ပြရောင်လက်ပိုက်ဂျင်မောင်းပြီခမမလွဲပါဘူးကျဲသီးလေးတစ်လုံးကအစတကယ်ကိုတီတီတက်တက်မှတ်မိနေတဲ့သူက V secret ထုတ်တိုက်တယ်လွန်ခဲ့တဲ့အနှစ်40ကျော်လောက်ကဒီ secret နဲ့ကျွန်တော်စိတ်လိပ်စတောက်တက်ခဲ့တာပဲဒီတော့ကဘယ်ကွန်းအတိုင်းမှာရှားဝဲဝဲတလိပ်၅ပြားအခုတော့ဘယ်မှာရှားမှန်းတော့မသိတော့ပါဘူးကျွန်တော်လဲစိတ်လိပ်ပြတ်ခဲ့တာကြာပြီ သူ့ secret ခဲထားပုံကနှကန်းတော့ဆုံးမှာပြုတ်ကျလူခမန်ခက်တဲလေးကျွန်တော်တို့လည်းအဲ့ဒါလို့ခဲကြတာပဲ James Dean တို့ Zokin တို့ secret ခဲတဲ့ style ပေါ့တဖွာနှစ်ဖွာဖွာပြီးမှကျွန်တော်သတိရသွားတယ်ဟာကျုပ်စစ်လေးဖြတ်ထားတာဗျဆိုတော့ तू ကကိစ္စမရှိပါဘူးဒါအိမ်မက်ထဲမှာပဲတဲ့ခမရမတူလဲလို့မေးတော့ငါအိမ်မက်ဒီတော့မှကျုပ်လဲသူ့ကိုအိမ်မက်မှန်းသီးတော့တယ်ဒါမှမဟုတ်ကျုပ်အိမ်မက်မှန်းနေမှန်းသီးတော့တယ် ဒီလိုလဲမဟုတ်ပြန်မှုထင်းတယ်ကျုပ်အိမ်မက်မက်နေတာမဟုတ်ဘူးပြောတာကြည့်လေတကယ်ဆိုအိမ်မက်ကဘလို့လို့အိမ်မက်ထက်ရောက်နေတာလေအိမ်မက်ကအိမ်မက်မက်နေတာလားကျွန်တော်ကအိမ်မက်မက်နေတာလားကျွန်တော်ရဲ့အိမ်မက်ထက်အိမ်မက်ရောက်နေတာလားအိမ်မက်ရဲ့အိမ်မက်ထက်ကျွန်တော်ရောက်နေတာလားအိမ်မက်ဆိုတဲ့အရာရဲ့အကောင့်အထယ်လိုက်တွေ့နေရတာအမှန်ပဲတို့လူပြတဲ့ကိုသွားကြမယ်လို့သူကပြောတယ်ကျွန်တော်လည်း ပကြီးကျောင်းဝင်ခွင့်လျှောက်လာကိုကျွန်တော်အဖေကဖျက်မပစ်ခင်အခုလောက်ဆိုခန်းညံ့ညံ့ပကြီးစရာလောက်တော့ဖြစ်နေမဲ့ကောင်းဆိုတော့သွားပေါ့ဒါပေမဲ့ကျွန်တော်တို့တကယ်ရောက်သွားတဲ့နေရာကဂျိုးတစ်ခုဖြစ်နေတယ်ဒါဘာဂျိုးလဲဆိုတော့အမှုပညာမရှိတဲ့ဂျိုးတဲ့ခမားကအပြောတစ်မျိုးအလုပ်တစ်မျိုးပါလားဆိုတော့ငါကအိမ်မက်ကိုတဲ့ပြောပုံကတော့ပေါ့ပေါ့နဲ့သူ့မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တော့သူကစုံမလွန်ပင်တပင်ဖြစ်သွားတယ် အဲ့နေရာလေးကဒါတော့ဒါရသာမြက်ခင်းစိမ့်စိမ့်ဘေးကမြစ်ပြပြထဲမှာ လောက်ဝါဝါက ရေစင်းကူးနေတယ်ရေကူးနေတာမော်စီတုံးလဲဖြစ်နိုင်တာပါပဲတို့အရက်တော့ရအောင်အိုမာခရန်ကိုခေါ်လိုက်မယ်တဲ့ကျွန်တော်ကမောင်ချောနဲ့နဲ့မြေချစ်သူဝါခေါ်လိုက်ရင်ကောင်းမယ်တွေးပြီးတော့သူကဒီငနဲ့ကလည်းမင်းလူနဲ့ရောက်ပေါင်းထားတာနဲ့ခက်ဆင်ဆင်ပါပဲတဲ့ဒါပေမဲ့အိုမာခရန်ရောက်မလာပါဘူးဘိုလီးဗီးယားမှာသွားပြီးတော်လန်ရေးလုပ်နေတယ်ဆိုလားပဲကျွန်တော်ဘေးမှာ အိမ်မက်ကိုလည်းမတွေ့ရပြန်ဘူးမိမလလေးတယောက်ရောက်နေတယ်သူ့မျက်နှာကခင်မေအောင်နဲ့ခက်ဆင်းဆင်းခင်မေအောင်ဆိုတာညာချောင်းတက်တော်ကကျွန်တော်ကကြိုက်ပြီးကျွန်တော်ကိုပြန်မကြိုက်တဲ့ကောင်မလေးခတ်တာကသူ့ကိုလုံးကိုပေါကဆိုဖီးယားလော်ရင်ကိုလုံးကိုပေါဖြစ်နေတယ်တကယ်တော့ခင်မေအောင်ကပိမ့်ပိမ့်တစ်တစ်လေးရယ်တက်လက်တက်နိုင်နေအိမ်မက်ခင်မေအောင်မျက်နှာနဲ့ဆိုဖီးယားလော်ရင်ကိုလုံးနဲ့သူကကျွန်တော်ကိုတမယာသီးတွေအခွန်းနွားကြွေးတယ်ဒီနေရာမှာတော့အိမ်မက်ကမြမဖို့လို့ဇကားတွေဩဇာကလွတ်ပုံမရဘူး လေးဝိုင်းတန်နိုင်ရဲ့နောက်ခံတဲ့ချင်းနဲ့လိမ္မော်သည်သားလို့ကောင်းနေမင်းခွန်ကြွေတာကောင်းဆုံးပဲဆိုလားသူ့လက်ကလေးတွေနဲ့ထိလို့ထင်ပါရဲ့တမယာသည်တွေကချိုးနေတယ်ဘယ်နဲ့လဲမောင်ကျန်တတုတ်ဖြစ်နေပြီလားတဲ့ပြောတဲ့သူကိုကြည့်လိုက်တော့ကျန်းဆက်သားဖြစ်နေကျို့တို့ပကံရောက်နေပြန်ပြီလားမေးတော့သူကဘယ်မှမရောက်ပါဘူးအိမ်မက်ထဲမှာပါတဲ့အိမ်မက်တော့အိမ်မက်ပေါ့လေဒါပေမဲ့အိမ်မက်ထဲမှာတော့အိမ်မက်မဟုတ်ဘူးမဟုတ်လား မေးတော့ तू อ่ะအိမ်မက်ထဲမှာအိမ်မက်မဟုတ်ပေမဲ့တကယ်တော့အိမ်မက်ကအိမ်မက်ပါပဲတဲ့ကဲမရှုပ်ဘူးလားဒါနဲ့ကျွန်တော်လဲအိမ်မက်တိတ်ထုံချမ်းကိုကြည့်မလို့ဘောင်းမိအိတ်ထက်ကဆွဲထုတ်လိုက်တော့ sigman fright ထွက်လာပါတယ် fright ကအိမ်မက်ဆိုတာချုံနောင်ထားတဲ့ဆန္နာဒီရဲ့ထွက်ပေါက်ကျွန်တော်လက်ထက်မှာကြစ်ကြစ်ပေါအောင်ဆုပ်ထားတဲ့ပလင်းတစ်လုံးကိုကြည့်လိုက်တော့ထွက်ပေါက်မရှိဘူးကျွန်တော်လဲချွေးတွေပြန်လို့သူကပန်းသီးတစ်လုံးပေးရင်ပြောတယ် ဒါအေရီဥယျာဉ်ထဲကလာတာတော်သမားဒါအိမ်မထဲကလာတာပါလို့ကျွန်တော်ပြောရင်ပန်းသီးကိုတခိုက်ကိုက်လိုက်တယ်အရာတာကဖျားသခင်ရဲ့တားမြစ်ချက်ကိုအာရန်ချိုးဖောင်းလိုက်တယ်လို့တော်တော်ကိုလေးလေးပင်းပင်းချိုးနေတာတွေ့ရတယ်တယောက်ကကျွန်တော်လက်ထဲကပန်းသီးကိုလှုပ်ယူလိုက်တယ်နပိုလီယံဖြစ်နေတာကိုဒီကောင်ကလူတော်ထဲမှာကျွန်တော်ကိုစော်ကားမော့ကပြောဘူးတယ်ဒီကောင်ကိုကျွန်တော်အိမ်မထဲဝင်ဝင်ရအောင်ဘယ်ကောင်ကဗီဇာထုတ်ပေးလိုက်တယ်လဲ တဲ့တော့လက်ထက်ကပန်းသီးဟာရုတ်တရက်တင်းနေဖြစ်သွားပြီးသူ့ကိုကြီးစံကောင်းကောင်းပြစ်ထက်လိုက်တယ်။ဒီကောင်ကဘာမှမဖြစ်ပဲရှေ့မှာထိုင်းရနေတယ်။သူ့ရဲ့အတန်ကဘေးသိုးပင်ရဲ့ဓာပြားကိုနောက်ပြန်ဖွင့်လို့မြည်နေတဲ့အတန်မျိုး။ကျုပ်ရှေ့မှာဘာမှမရှိတော့ဘူး။ဓာပြားတစ်ချက်ပဲရှိတော့တယ်။နေကချစ်ချစ်တော့ပူလောင်နေတယ်။အရေးကောင်းတဲ့တစ်ပင်ကအိမ်မက်ရှင်ကြီးတစ်ခုပဲတဲ့။အိမ်မက်ဆိုတာအတွင်းပြင်ရှိမယ်ဆိုရင်ဒီစကားကိုကြားခဲ့တာဟာအိမ်မက်ရဲ့အပြင်မှာဖြစ်ဖို့များပါတယ်။ဒါတွေဟာအိမ်မက်တွေပါ။ ပူးနေတဲ့နေကအိမ်မက်တစ်ပင်ကြီးကအိမ်မက်ဟော့ဟုတ်ပြန်သွားတဲ့ငှက်ကလည်းအိမ်မက် လေထဲမှာတင်းပြက်နေတဲ့နှင်းစီရနံ့ကလည်းအိမ်မက်တပြားနောက်ပြန်ဖွင့်လို့ထွက်နေတဲ့အတန်ကလည်းအိမ်မက်ညှော်လင်းတာမညှော်လင်းတာတွေဟာအိမ်မက်ချက်ခဲတာတွေနဲ့မဖြစ်ခဲတာတွေဟာအိမ်မက် အားလုံးဟာအိမ်မက်ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းအိမ်မက်ပဲပေါ့ပြီးတော့အိမ်မက်ကလည်းအိမ်မက်ပဲပေါ့ ်တစ္ဆာနီအိမ်မက်သေးကအိမ်မက်